င်္ဂလာပါခင်ဗျာပိန်ဈေးလို့ပြောလို့ရှိရင်အာလူအများစုစိတ်ဝင်စားကြတယ်ဒါပေမဲ့ဒီပိန်ဈေးလို့ပြောလိုက်တဲ့အတုံးတော့အနောက်ကွယ်မှာအာနောက်မှာစောစောတစ်ခုခုတော့ရှိမှာပဲတတိထားရအောင်ဆိုပြီးတော့ဒါမျိုးအတွေးခေါ်လဲကျွန်တော်တို့ရှိတတ်တာပေါ့အဲ့ဒီမှာမှကျွန်တော်ပြောမယ် ဒီပိန်လေးတစ်ခုကတော်တော်လေးမော်ဆန်တဲ့ပိန်လေးတစ်ခုဖြစ်တယ်။တော်တော်လေးထိရောက်တယ်တကယ်လဲကျွန်တော်တို့ပိန်တယ်။ကြီးကြီးမားမားဆိုချိုးရယ်လို့လည်းများများဆဆမရှိဘူး။ဒါဆိုရင်ပို့ပြီးတော့တောင်မှစိတ်ဝင်စားကြမယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့ဒီဆေးကဘာဆေးမို့လို့လဲဒီနေ့ကျွန်တော်တို့ဆွေးနွေးကြတာပေါ့။ကျွန်တော်နာမည်ကတော့ဒေါက်တာဇွဲလင်းသူလို့ခေါ်ပါတယ်။ဒီဗီဒီယိုကိုအတွက်ကွန်ပျူတာသုံးမိတ်ဆွေးတက်အကျိုးရှိပါလိမ့်မယ်။အောက်ကလိုက်ရင် share လေးလုပ်ပေးထားပါအောင်။ကြည့်တာဆိုရင်ဗီဒီယိုလေးကျွန်တော်တို့စလိုက်ရအောင်။ ဆိုတော့ဘာဆေးလဲဆိုတော့ဆီမာဂလူတိုက်ဆိုတဲ့ဆေးတစ်ခုဖြစ်တယ်။ဒီဆေးကအခုလက်ရှိဟောလိဝုဒ်မှာရောဘောလိဝုဒ်မှာရောအခုဒီမြန်မာနိုင်ငံရဲ့ celebrity အတိုင်းဝိုင်းမှာရောဒီဆေးကဟောဟုံးကျော်အရန်အောင်မှာအသုံးများနေတဲ့ဆေးတစ်ခုဖြစ်တယ်။ဆိုတော့ဒီဆေးကဘာဆေးမျိုးစားလဲဘလို့အလုပ်လုပ်လဲကောင်းကျိုးဆိုးကျိုးဘာတွေလာမှာလဲဒါအကြောင်းကိုဒီနေ့ကျွန်တော်ရှင်းပြမယ်။ဆေးမျိုးစားနာမည်ကကျွန်တော် GLP-1 receptor agonist လို့ခေါ်တယ်။အလွယ်အောင်ပြောလို့ရှိရင်ကျွန်တော်တို့ဒီ GLP-1 ပုံစံမျိုးအလုပ်လုပ်တဲ့ဆေးပေါ့။ဆိုတော့ဒီ GLP-1 ကဘာလဲဆိုတော့ ပုံမှန်အဆိုင်ဝန်းကျောင်းမှာရှိတဲ့ဟော်မုန်းဓာတ်တစ်မျိုးဖြစ်တယ်ဆိုတော့ဒီဟော်မုန်းဓာတ်ကိုအတုခေါ်ပြီးတော့အလုပ်လုပ်တဲ့ဆေးမျိုးစားတစ်ခုဖြစ်တယ်ဒါဆိုရင်ဒီဟော်မုန်းကခန္ဓာကိုယ်မှာသဘာဝအတိုင်းဘာလို့လောက်တာလဲဒါအကြောင်းကိုကျွန်တော်ရှင်းပြလိုက်မယ်ဆိုရင်ဒီဆေးမှာကောင်းကျိုးဆိုးကျိုးဘာတွေရှိမလဲဆိုတာကိုသဘောပေါက်သွားပါလိမ့်ဒါဆိုရင်ကျွန်တော်တို့ GLP-1 ဘာလို့လောက်လဲဆရာတို့စကြည့်အောင်ဆိုတော့ဒီအစာအိမ်ဝန်းကျောင်းမှာဒီကျွန်တော်တို့တခုခုအစာစားလိုက်တဲ့အခါကျလို့ရှိရင်အစာအိမ်ထဲမှာအစာတွေပြည့်လာတဲ့အခါကျလို့ရှိရင်ဒီ GLP-1 ဆိုတဲ့ဟော်မုန်းတခုသဘာဝအတိုင်းထွက်လာတယ် ဒီထွက်လာတဲ့ DGLB1 ကဆိုင်ဦးလမ်းကြောင်းရဲ့လှုပ်ရှားမှုနှေးကွေးစေတယ်။ဒီနည်းနဲ့ကျွန်တော်တို့ကိုဘိုက်တင်းစေတယ်။ထပ်ပြီးတော့အစာမစားတော့အောင်လို့ signal တစ်ခုပြတယ်ပေါ့။ဆိုတော့ဒီလိုအစာတွေပြေးလာပြီဆိုတဲ့အခါကျလို့ရှင် DGLB1 ကပဲဆိုင်ဦးလမ်းကြောင်းနှေးကွေးစေတဲ့အပြင်ဘယ်ဟိုပါသွားလဲဆိုတော့ pancreas လို့ခေါ်တဲ့မုတ်ချိုအိတ်ကိုပါသွားတယ်။သွားပြီးတော့ဒီ pancreas မှာဘာဖြစ်စေလဲဆိုတော့ insulin ကိုထွက်စေတယ်။ခုနစားလိုက်လို့တတ်သွားတဲ့အချိုဓာတ်တွေကိုဒီ insulin ထွက်ခြင်းအပြင်အချိုဓာတ်ကိုပြန်ကျစေတယ်ပေါ့။ ဒါအပြင်အသည်းကိုလည်းသူကသွားသေးတယ်။သွားပြီးအသည်းမှာလည်း glucagon ဆိုတဲ့ဟော်မုန်းကိုကျွန်တော်တို့ရောကြစေတယ်။ဒီနည်းနဲ့လည်းကျွန်တော်တို့အချိုမတက်အောင်အချိုပြန်ရော့အောင်ကျွန်တော်တို့တခုစီစဉ်ပြီးသားဖြစ်စေတယ်။ဒါအပြင် DGLB1 ကမဲဘယ်လိုပါဆက်သွားလဲဆိုတော့အုံနောက်ကိုပါထပ်သွားတယ်။အုံနောက်ကိုသွားပြီးတော့ဒီလူတယောက်ကိုအစာစားခြင်းစိတ်ကိုညှော်နှဲစေတယ်။အစာနဲ့ပတ်သက်ပြီးတော့တင်းတိမ်မှုကိုဖြစ်စေတယ်။ တဘောကတချို့တချို့လူတွေမှာဆိုလို့ရှိရင်ဘိုက်စားစားစားလိုက်လို့ဘိုက်တင်းဝါရင်လည်းပဲသူ့ရဲ့စိတ်ကလောဘမောဟများနေတဲ့အပေါ်မှာထတ်စားခြင်းစိတ်ဖြစ်တယ်မလားဒီကောင်ကဘာလုပ်လဲဆိုတော့ဘိုက်ကိုလည်းတင်းစေတယ်လို့အစာစားခြင်းနဲ့ဆိုတဲ့စိတ်ကိုလည်းကျွန်တော်တို့ရောကြစေတယ်ပစ္စည်းဖြစ်တယ်ဒါခဏကောမှာတဘာဝအတိုင်းအလုံးလုံးတဲ့ဟော်မုန်းအလုံးလုံးတဲ့ဆန်းနေတခုပေါ့ခုနကျွန်တော်ပြောတဲ့ဆီမာဂလူတိုက်ဆိုတဲ့ဆေးက DGLP1 လို့မျိုးအလုံးလုံးတဲ့ပစ္စည်းဖြစ်တယ်ပြင်ပကနေပြီးတော့ကျွန်တော်ကဒီပစ္စည်းကို ကျွန်တော်တို့ထိုးစေးအဖြစ်နဲ့ကျွန်တော်ဆေးထိုးလိုက်မယ်ဆိုလို့ရှိရင်ဒီဟော်မုန်းကမပါလို့ပြင်မလဲဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာနည်းနည်းလေးအစာစားလိုက်တာနဲ့ဘိုက်ကိုတင်းသွားစေမယ်နည်းနည်းလေးအစာစားလိုက်တာနဲ့အုံနောက်မှာတင်းတိမ်မှုကိုကျွန်တော်တို့ဖြစ်စေမယ်နည်းနည်းလေးအစာစားလိုက်တာနဲ့လည်းသူအင်ဆူလင်ကိုထပ်ပြီးတော့ထွက်စေခြင်းအပြင်စီးကြိုကိုလည်းကျစေမှာဖြစ်တယ် တော့ဒီဆေးကစပြီးတော့ပေါ်ပေါ်ချင်းအခြေအနေမှာတော့ဘာအတွက်ရည်ရွယ်ချက်နဲ့ထုတ်တာလဲဆိုတော့စီကြိုသမားတွေအတွက်စီကြိုကြဖို့ရည်ရွယ်ချက်နဲ့ထုတ်တာဒါပေမဲ့ကျွန်တော်အစာနည်းနည်းနဲ့ဗိုက်တင်းသွားတယ်အစာနည်းနည်းနဲ့တင်းတိမ်သွားတယ်အပေါ်မှာဘာအကျိုးပါထက်ရလဲဆိုတော့ဝိတ်ကျတဲ့အကျိုးပါထက်ရတယ်အခုလက်ရှိအခြေအနေမှာတော့စီကြိုသမားတုံးတာထက်ကိုဝိတ်ကျဖို့အတွက်တုံးတဲ့သူအရေးအတွက်ကနည်းနည်းလေးပုံများလာတော့တွေ့ရတယ်နောက်ပိုင်းမှာဒီထက်ဒီထက်ပုံများလာတာကိုတွေ့ရကောင်းတွေ့ရပါလိမ့် ဒါဆိုရင်ဘယ်လောက်ထိစီကြကြလဲဆိုတော့တော်တော်ကိုကြတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။ဥပမာအဖြစ်စပြီးတော့ကျွန်တော်တို့ဈေးအပြည့် dose အပြည့်စထိုးတဲ့လားတွေမှာဆိုလို့ရှိရင်လင်း၅ပေါင်လောက်ကနေပြီးတော့၁၀ပေါင်လောက်ထိအောင်ကျွန်တော်တို့ကြနိုင်တယ်။အကယ်လို့ကျွန်တော်တို့လားစင်လားစင်ထိုးပါရဲဆိုရင်တစ်နှစ်ပတ်လုံးအတိုင်းအတာမှာ15ရာခိုင်နှုန်းကနေပြီးတော့20ရာခိုင်နှုန်းလောက်ထိအောင်ကျွန်တော်တို့ဝေးကြနိုင်တယ်။ဥပမာအဖြစ်ပေါင်200ရှိတဲ့သူတယောက်ရဲ့20ရာခိုင်နှုန်းဆိုရင်ပေါင်40ပေါ့။အဲ့တော့တစ်နှစ်ပတ်လုံးမှာပေါင်40လောက်ကြပါနိုင်တယ်။ပေါင်160လောက်ထိဖြတ်ပါနိုင်တယ်လို့ပြောတယ်။ ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဝေးကြစေတာကတော်တော်လေးကိုဝေးကြစေတဲ့အပြင်တိတိကျကျဝေးကြစေတဲ့အပြင်တခြားသောအကျိုးကျေးဇူးတွေလည်းရှိသေးတယ်။ဟုတ်တဖက်နေပြီးတော့ကျွန်တော်တို့ရဲ့ pan insulin ကိုထွက်စေခြင်းအပြင်ကျွန်တော်တို့သွေးကြော ကိုထိန်းမိသားဖြစ်စေတယ်။တဖက်နေပြီးတော့ကျွန်တော်တို့သွေးပေါင်ကိုလည်းအထိုက်အလျောက်ကျွန်တော်တို့ရောနေစေတယ်။ဒါဆိုရင်စီကြောသမားသွေးပေါင်သွေးတို့သမားအကယ်လို့အဝါလွန်နေတယ်ဆိုရင်ဒီဆေးကအရင်လိုက်ဖတ်တယ်လို့ပြောတာ။ဒါအပြင်ကျွန်တော်တို့နှလုံးတို့ကြောက်ကတ်တို့ဓာတ်တွေကိုလည်းအထိုက်အလျောက်ကာကွယ်မှုဖြစ်စေတယ်။ အခုနောက်ပိုင်းမှာဒီစီဂျိုကိုကုတဲ့ guideline တွေမှာဆိုလို့ရှိရင်ဘယ်လိုလဲအပြောင်းလဲဖြစ်လာပြီလဲဆိုတော့လူတစ်ယောက်ကစီဂျိုစားဖြစ်တယ်ဆိုရင်သူ့ဘာရင်ကြည့်ရမလဲနှလုံးရောဂါအခြေအနေရှိတာမရှိတာဆိုတော့အရင်ကြည့်အကယ်လို့နှလုံးရောဂါလည်းရှိခဲ့တယ်ဆိုရင်တခြားသောစီဂျိုဆေးတွေစားပေးမယ်အစားအခုပြောတဲ့ semaglutide ထိုးဆေးတွေကိုကျွန်တော်တို့စားထိုးရမယ်ဆိုတော့ guideline တော့မှပုံစံ ပြောင်းပြီးတော့ဖြစ်လာကြပြီဒီလောက်ထိဒီဆေးကအတိုင်းအတာတစ်ခုထိအသုံးဝင်လာပြီလို့ပြောချင်တယ်ဆိုတော့ဒီဆေးကဆိုဂျိုးကမရှိဘူးလားဆိုတော့ဆိုဂျိုးတွေကတော့နဲတယ်ဒါပေမဲ့လည်းရှိတာတော့ရှိတယ် အဲ့ဒီမှာမှာအဖြစ်အများဆုံးသောဆိုဂျူကတခုကပါလဲဆိုတော့ပြိုရန်အန်ရဲ့ကိစ္စဖြစ်တယ်ဆိုတော့ကျွန်တော်လူနာဒီစိတ်ထုံးနေတဲ့ကျွန်တော်လူနာအများစုမှာဒီလက္ခဏာကိုကျွန်တော်တွေ့တွေ့ရဆိုတော့ဒီစိတ်ဟာနည်းနည်းစားလိုက်တဲ့နဲ့ဘိုက်တင်းသွားတယ်ဆိုတော့ကိုယ်အဲ့ဒါကိုများများစားဖို့ကြိုးစားလို့ရှိရင်ပြိုရန်အန်ရဲ့ one shot ရဲ့ assessment ဒီကိစ္စတွေခံစားရတယ်ပေါ့ဒါကတော့ လူတန်းတောင်မတူးပါနော်တချို့လူမှလည်းနည်းနည်းခံစားရတယ်တချို့လူမှတော့များများခံစားရတယ်တချို့သူမှလုံးဝနေပါမခံစားရဘူးဒါမျိုးလည်းရှိတယ်တချို့လူမှဆိုရင်လည်းဘလောက်ထိခံစားရလဲဆိုတော့ကိုယ့်ကိုတေချင်စိတ်ပေါက်လောက်အောင်ကိုပြောချင်အញ្ញင်စိတ်ကိစ္စခံစားရတယ်ဆိုတော့တန်းတောင်တော့မတူးဘူးပေါ့ကျန်တဲ့ဆိုချိုလေးတွေကတော့နည်းနည်းတော့ရှားတယ်ဒါပေမဲ့နည်းနည်းကြောက်ဖို့လည်းကောင်းတယ်ဥပမာအဖြစ် pancreas ကိုသူကသွားပြီးလုံးဆော်ပြီး insulin ထွက်စေရဆိုတော့ pancreas ရောင်ရမ်းမှုကိစ္စဖြစ်တတ်တယ်ဆိုတော့ကိုယ်က pancreas မကောင်းတဲ့သူမှဆိုရင်မသုံးသင့်ဘူး thyroid ျွန်တော်တို့ thyroid gland မှာဒီလမင်းအကြိတ်မှာဆိုလို့ရှိရင်သူကအကြိတ်တွေထပ်ပြီးတော့ပေါက်စေတယ်ကျွန်တော်တို့ cancer မျိုးစားဖြစ်နေတဲ့သူမှာဆိုဒီကောင်ထိုးလို့ရှိရင်ပိုပြီးတော့အခြေအနေဆိုးွားစေနိုင်တယ်တခြားကျွန်တော်တို့စီကြောယောဂါကြောင့်မျက်စိမကောင်းဘူးဆိုလို့ရှိရင်လည်းမျက်စိထိခိုက်တာမျိုးတွေလည်းကျွန်တော်တို့ဖြစ်နိုင်တယ်ဒါကြောင့်မလို့ဒီဆေးဒီကိုယ်သဘောနဲ့ကိုကျွန်တော်တို့တောင်းရတဲ့အပျော်သားရတဲ့ဆေးမဟုတ်ဘူးကျွန်တော်တို့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ဆရာဝန်က okay ခမားနဲ့ထိုးလို့တင့်တော်တယ်ဆိုတဲ့အခြေအနေမှာမှာထိုးရတော့ပျက်စီးဖြစ်တယ်လို့ကျွန်တော်ပြောချင်တာ ဒါအပြင်တခြားသောကြီးကြီးမားမားမဟုတ်တဲ့ဆိုကြိုးတွေထဲမှာတစ်ခုကပါလဲဆိုတော့ကျွန်တော်တို့ကဝိကြအယမ်းမြန်တဲ့တကြောင်မလို့ကျွန်တော်ရဲ့အရေပြားတွေမှာတွန့်လိန်ပြီးတော့ကျန်နေတာဖြစ်တတ်တယ်။ဥပမာပြင်လက်တွေတွန့်လိန်သွားတတ်တယ်။အဲမျက်နှာတွေမှာကျွန်တော်အရေအကြောင်းတွေပေါ်လာတတ်တယ်။လူကချက်ချင်းဝိကြပါတော့ဒီပါးအစီတွေပါယော့သွားတဲ့အခါမှာဘာဖြစ်တတ်လဲဆိုတော့အိုမင်းရော်တဲ့ပုံစံမျိုးအထိကျွန်တော်ဖြစ်တတ်တယ်။အဲ့တော့တချို့တချို့ celebrity တွေမှာဆိုလို့ရှိရင်တတိထာမီပါလိမ့်မယ်။ရုပ်တရက်ကြီးဝိကြပြီးတော့မျက်နှာတွေပါပုံစံပြောင်းလာတာကိုတတိထာမီလိမ့်မယ်။ဒါကိုကျွန်တော်အိုဇမ်ဘစ်ဖေ့စ်လို့လည်းခေါ်တယ်ပေါ့။ ဒါဆိုရင်ဒါဒီဆေးကဘယ်သူတွေအတွက်လဲပေါ့ဘယ်သူတွေအတွက်လဲဆိုတော့ဆရာဦးနှပြောခဲ့သလိုဒီဆေးရဲ့ original ထုတ်လုပ်တဲ့ရည်ရွယ်ချက်ကစီးကျိုသမားတွေစီးကျိုချဖို့အတွက် ဒါပေမဲ့အခုနောက်ပိုင်းမှာကျွန်တော်တို့ဝိတ်ချဖို့လည်းတုံးလာကြတယ်ပေါ့အကယ်လို့စီးကျွတ်သမားတယောက်ကဝိတ်လည်းများနေတဲ့သူ့အတွက်ဆိုလို့ရှိရင်တော့ဒါခမားအတွက်ဖြစ်တယ်လို့ဒီညမှာပြောချင်တယ်အဲ့တော့ဒီဟာဒီအပျော်သုံးတဲ့ပစ္စည်းမဟုတ်ဘူးကျွန်တော်တို့က cosmetic အလားပါရည်ရွယ်ချက်နဲ့သုံးတဲ့ပစ္စည်းမဟုတ်ဘူးယောဂရှိတဲ့သူတွေအတွက်သုံးတဲ့ရည်ရွယ်ချက်ဘာဖြစ်လို့အပျော်ကျွန်တော်တို့ဘေးမသုံးသေးတာလဲဆိုတော့ဒီဈေးပေါ်တာတိတ်မကြသေးဘူးတဘော9နှစ်လောက်ပဲရှိသေးတယ်မြန်မာနိုင်ငံမှာသုံးတာဆိုရင်တစ်နှစ်ပတ်ဝန်းကျင်လောက်ပဲရှိသေးတယ်အဲ့တော့အဲ့လိုမျိုးအခြေအနေမှာဈေးရဲ့စိုးကျိုးတွေကိုကျွန်တော်တို့ကနောက်ဆက်တွဲရည်ရှင်ဖြစ်မဲ့ကိစ္စတွေကိုကောင်းကောင်းနားမလည်ကြသေးဘူးမသိကြသေးဘူး maybe တချိန်ကြာလို့ရှင်တိတာလိမ့်မယ်ဆိုကြောမရှိတာမျိုးတွေးတာလည်းဖြစ်နိုင်တယ်လို့ဆိုကြောအကြီးရှိတာမျိုးတွေးတာလည်းဖြစ်ကောင်းဖြစ်လာနိုင်တယ်အဲ့တော့အဲ့လိုမျိုးအခြေအနေမှာကျွန်တော်တကယ်ယောဂမရှိဘဲနဲ့အပျော်သုံးဖို့အတွက်လုံးဝမတိုက်တွန်း ဒါဆင်ဘလိုလူတွေအတွက်တိုက်တွန်းလဲဆိုတော့အဝါလွန်တဲ့သူတွေအတွက်အကယ်လို့အဝါလွန်ပြီးတော့စီးကျော်ရှိတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ပို့ပြီးတော့တင့်တော်ပါလိမ့်မယ်။အဲ့တော့ကိုယ်ကဘာလို့ရမှာလဲဆိုတော့ကိုယ့်ရဲ့ weight အလေးချိန်အရာ BMI အတိုင်းကြည့်ရမယ်။အဲ့တော့ BMI ကျွန်တော်တို့မတိုင်းတက်ဘူးဆိုရင်ကိုယ့်ရဲ့ weight ကို ChatGPT နဲ့မှထက် ChatGPT ရော BMI တိုင်းခိုင်းပေါ့။အဲ့တော့အကယ်လို့ BMI က25ကျော်ရယ်ဆိုရင်ဒါကိုကျွန်တော်တို့ကိုယ့်အလေးချိန်များတဲ့ overweight လို့ခေါ်တယ်။အကယ်လို့ BMI က30ခန်းကျော်ရယ်ဆိုရင် obese အဝါလွန်တယ်လို့ခေါ်တယ်။ တော့ဘသူတွေအတွက်လဲလို့မေးရင်စီးကြုံမရှိဘူးဘာရောကောင်မရှိဘူးဝရဲဘလောက်ဝလဲ BMI 30ကျော်တော့ဝါတော့သူတွေအတွက်ဒီဆေးထိုးရမှာဖြစ်တယ်အကယ်လို့ကိုက BMI 30မကျော်ဘူးဆိုရင်တော့မှကိုယ်ကမှနည်းနည်းလေးကိုကဝနေတယ်ဒါပေမဲ့ကိုယ်မှယောဂအခြေခံလေးတွေရှိတယ်ဥပမာပြန်ကိုယ်မှစီးကြိုးလို့သွေးတိုးလို့နှလုံးယောဂါလို့စသဖြင့်တလို့အခြေခံရှိတယ်ဆိုရင် BMI 28လောက်ကျော်တဲ့အခြေအနေမှာဆိုရင်တော့ဒီဆေးထိုးဖို့တင့်တော်တယ်လို့ပြောတယ်အဲ့လိုမဟုတ်မနဲ့ကိုကဝတော့မဝဘူး BMI လည်းကောင်းတယ်ဘိုင်လေးပဲပူနေတာဒါလိုမျိုးအခြေအနေအတွက်ဆိုလို့ရှိရင်ထိုးဖို့မတင့်တော်ဘူးဘာလို့ဆိုလို့ဆိုကြိုးတွေလာမလဲဆိုတာမသိဘူး အဲ့တော့အထူးသဖြင့်ကို့မှာယောဂအခန်းတွေလည်းရှိတယ်ပေါ့ဥပမာဖြင့် pancreas မကောင်းတဲ့ယောဂရှိတယ် thyroid အကျိမကောင်းတဲ့ယောဂရှိတယ်မျက်စိမကောင်းတဲ့ယောဂရှိတယ်အဆိုင်ဝန်လမ်းကြောင်းအားနည်းတဲ့ယောဂရှိတယ်ဒီလိုလိုတွေအတွက်ဆိုလို့ရှိရင်လုံးဝမတုံ့တင်ဘူးအလားအပါရွေးချမ်းတဲ့ cosmetic reason နဲ့အခုဥပမာမျိုးရှင်မင်းသားမင်းသမီးတွေတုံးနေတယ်လို့မျိုးအဲ့လိုအပျော်တုံးဖို့ဆိုရင်လည်းလုံးဝမတင့်တော်သေးဘူးလို့ပြောချင်တာနောက်ပိုင်းတော့ကျွန်တော်ဂိုင်လန်အစ်စ်တွေထွက်လာလို့ရှိရင်ညွန်ချမ်းမှုအစ်စ်တွေလည်းဖြစ်ကောင်းဖြစ်လာနိုင်တာပေါ့ ဒါဆိုရင်ရွေးချယ်စရာဆေးတွေပါတယ်ရှိလဲပါနော်ဆိုတော့နံပါတ်1ကတော့ဆေးအမျိုးအစားတွေကတော့များများဆဆတော့အခုလောလောဆယ်မှာရှိသေးဘူး အာနိုင်ငံခြားကနေပြီးတော့တွန်းလာတဲ့ပစ္စည်းတွေပဲရှိတယ်တရားဝင်ပစ္စည်းတွေတော့များများကျွန်တော်တို့မရှိသေးဘူးဥပမာအဖြစ်နာမည်အကြီးဆုံးတစ်စိုက်ကတော့ Ozempic ပေါ့ပောင်ပစ္စည်းစီမဂလူတိုက်ဖြစ်တယ်ထိုးစေးဖြစ်တယ်အခုဒီမှာပြထားတဲ့ကျွန်တော်တို့ဆေးဖြစ်တယ်ဆိုတော့ဒီ Ozempic မှာမီလီဂရမ်အမျိုးမျိုးလာတယ်သူက0.25တို့0.5တို့1တို့2တို့စသဖြင့်လာတယ်အဲ့တော့တကယ်ဝေးကြတဲ့ပမာဏက1မီလီဂရမ်နဲ့2မီလီဂရမ်တို့ထိုးတဲ့အချိန်ကျလို့ရှိရင် weight အရင်ကျတယ်ဒါဆိုမီလီဂရမ်ခပ်ပါပါဘာလို့ဘုလုပ်ပေးထားရလဲဆိုတော့ဖြည်းဖြည်းချင်းစီတင်သွားဖို့လုပ်ပေးထားတာအဲ့လိုတင်သွားခြင်းအပြင်ကျွန်တော်တို့ပြောတဲ့အနေကိစ္စတော်ရုံမဖြစ် ြစ်စေဖို့ပေါ့နောက်တစ်ခုကတော့ကျွန်တော်တို့ Vigo Visa တစ်စိတ်ဖြစ်တယ်မြန်မာနိုင်ငံမှာသုံးလာတော့တော်တော်လေးဟိုမှာနည်းသေးတယ် အဲ Vigovi မှာဆိုလို့ရှိရင်သူကဒီဝိချဖို့အတွက်ကို USFD ရေမှာတကယ်တရားဝင် license ကျထားပြီးသားပစ္စည်းဖြစ်တယ်။သူမှာဆိုလို့ရှိရင်လည်း milligram ကျွန်တော်တို့အမျိုးမျိုးလာတယ်။နောက်ဆုံး2.4 milligram လောက်အထိလည်းလာတယ်။ဆိုတော့အဲ့ milligram တိတိလေးတွေကနေပြီးတော့များများအထိကိုဖြည်းဖြည်းဖြည်းချင်းကျွန်တော်တို့တိုးတိုးပြီးထိုးပါတာပေါ့။ဆိုတော့နောက်ဆုံးပါဆိုလို့ရှိရင်ကျွန်တော် Monjaro ဆိုတဲ့တစ်စိတ်တစ်ခုလည်းလာတယ်ဒီကောင်ကတော့ကျွန်တော် generation ဒုတိယ generation second generation ဖြစ်စီဖြစ်တယ်အာဒါစီပတိုက်လို့ခေါ်တဲ့ကျွန်တော် chemical မျိုးစားလေးတစ်ခုဖြစ်တယ်ဆိုတော့ဒီကောင်မှာဆိုလို့ရှိရင်လည်း milligram ကျွန်တော်အမျိုးမျိုးလာကြတယ်ပေါ့ဒီကောင်ကခုနကပြောတဲ့ semaglutide ozempic တို့ ် Vigo Vero ထက်ကိုကျွန်တော် weight ကျတဲ့ပမာဏပိုပြီးတော့များတယ်။ဒါပေမဲ့အခုနပြောတဲ့ပြိုရန်ရဲ့ကိစ္စလည်းနည်းနည်းလေးပိုပြီးတော့များကောင်းများနိုင်တယ်။ဆိုတော့ဒီပစ္စည်းလေးတွေရဲ့အဓိကပြဿနာပါလဲဆိုတော့ဒီကောင်ကထိုးစေဖြစ်တယ်။ဆိုတော့ထိုးစေဖြစ်တယ်ဆိုတော့ကျွန်တော်တို့ထိုးရင်အသားနာရတယ်ပေါ့။ဒါပေမဲ့ကောင်းတာတော့ပါလဲဆိုလို့ရှိရင်ဒီကောင်ကတပတ်ကိုတစ်ချိန်ပဲထိုးရတယ်။ဆိုတော့ဥပမာ insulin ကိုနေ့တိုင်းထိုးနေရတဲ့သူဆိုလို့ရှိရင်သူကတပတ်ကိုတစ်ချိန်ပဲထိုးရတဲ့အချိန်တွေမှာ insulin လိုမျိုးနေ့တိုင်းထိုးရတဲ့နေ့တိုင်းနာရတဲ့ဇာတ်လမ်းတော့မရှိဘူးပေါ့။ insulin ထိုးလို့ရှိရင်ဝရတယ်ဒီကောင်ထိုးလို့ရှိရင်ပိန်တယ်။ very good ကောင်းတယ်။ မကောင်းတာပါလဲဆိုတော့ဒီကောင်ကဈေးအရန်ကြီးတယ်။ဘယ်လောက်ကြီးလဲဆိုတော့ဒီလိုမျိုးတစ်ချောင်းကိုကျွန်တော်တို့စိုက်သိန်းပတ်ဝန်းကျင်ရှိတယ်။၈သိန်းကနေပြီးတော့15သိန်းလောက်ကျွန်တော်တို့ကြားရရှိတယ်။ဒါပေမဲ့ average စိုက်သိန်းပတ်ဝန်းကျင်ရှိတယ်။ဆိုတော့ဒီတစ်ချောင်းကိုဘယ်နှကြိမ်ထိုးလို့ရလဲဆိုတော့၄ကြိမ်ပဲထိုးလို့ရတယ်။ဆိုလိုတာတပတ်တစ်ကြိမ်နဲ့၄ကြိမ်ထိုးမယ်ဆိုရင်တလကိုကျွန်တော်တို့စိုက်သိန်းလောက်ကုန်မယ်လို့ပြောတယ်။အဲ့တော့ကျွန်တော်တို့နှစ်ဆင့်လားစင်ထိုးရတယ်ဆိုလို့ရှိရင်တစ်နှစ်ကို maybe သိန်း130လောက်ပတ်ဝန်းကျင်လဲကုန်ကောင်းကုန်ပါနိုင်တယ်တပေါ့။ဒါပေမဲ့တန်လာလို့မေးလို့ရှိရင်ကျွန်တော်တို့ဝေးကြတဲ့ပမာဏအရင်တန်တယ်။ မလူတိုင်းတော့ဟုတ်ချင်မှာမဟုတ်ဘူးဆိုတော့ဈေးအရန်ကြီးတဲ့အပေါ်မှာလူတိုင်းအတွက်လန်လန်းမိချင်မှာမိမယ်ဆိုတော့ဒါပေမဲ့ပြဿနာအလောက်မရှိဘူးဘာလို့ဆိုတော့လန်လန်းမိအောင်လို့နောက်ထပ်ကျွန်တော်တို့တောက်ဆေးတွေလည်းအခုစပြီးတော့ပေါ်လာပြီဒီ Sima Glutide design မှာဆိုလို့ရှိရင်ဒီ Rival Sets တို့နောက်မြန်မာပြည်ကနေပြီးတော့အခုနောက်ဆုံးအသစ် Pacific ကနေပြီးတော့ကျွန်တော်တို့ထုတ်တဲ့ဒီ Siglo Pack တို့စသဖြင့်ဒီလို design တွေဆိုလို့ရှိရင်တောက်ဆေးလေးတွေဖြစ်တယ်ဆိုတော့တောက်ဆေးဆိုတော့ခုနကလိုမျိုးတပတ်တစ်ကြိမ်ကျွန်တော်တို့အထိုးတဲ့ပစ္စည်းမျိုးမဟုတ်ဘဲနဲ့သူကနေတိုင်းသားရတဲ့ပစ္စည်းဖြစ်တယ် ဆိုတော့ဒီလိုမျိုးဈေးကအခုနထိုးဈေးထက်စားလို့ရှိရင်တော့တေချာပေါက်ဈေးလုံးတက်တာမှာပေါ့ဒါပေမဲ့လည်းအရင်သက်တာမယ်လို့တော့ကျွန်တော်မထင်ဘူးတလားစားဆိုလို့ရှိရင်3-4သိန်းလောက်တော့ရှိကောင်းရှိမှာပေါ့နော်ဒါပေမဲ့လောလောဆယ်အထိဈေးမဖွင့်သေးဘူးကျွန်တော်ကြားတယ်အဲ့တော့ဈေးဖွင့်လာဆိုရင်လည်းကျွန်တော် update ပြန်ပြီးတော့တင်ပေးပါလိမ့်မယ်ဆိုတော့ဒီတောက်ဆေးတွေကိုကျွန်တော်တို့တောက်ရဲဆိုရင်ခုနကလိုမျိုးထိုးဆေးလိုမျိုးပဲသူကဝေးလဲကြတယ်ခုနကလိုနှလုံးပါညာကိုလည်းကာကွယ်ပြီးသားလည်းဖြစ်တယ်ဒါပေမဲ့ဝေးကြတဲ့နှုံကတော့သူကထိုးဆေးလောက်တော့မပြင်းထန်အောင်လောက်ဘူးလို့ထင်တယ်အဲ့တော့ဝေးတာတော့ဝေးကကြတာတော့ကြတယ်အကျိုးတော့ရှိတာတော့ရှိတာပေါ့နော် ကြော်ဓာတ်တွေရောက်လာပြီဆိုရင်တော့ပို့ပြီးတော့လလန်းမိလာမယ်။တခြားတခြားသောတရဝင်းဒစိမ့်တွေဝင်လာပြီဆိုရင်လည်းပဲနည်းနည်းလေးပို့ပြီးတော့ဈေးနှုန်းတက်တာကောင်းတက်တာလာနိုင်တယ်။လူအများနဲ့ကျွန်တော်တို့အာလလန်းမိသွားနိုင်တယ်။စီးကျိုးသမားအများစုလည်းစပြီးတော့တောင်းလာတာကိုမြင်ရမှာဖြစ်တယ်လို့ကျွန်တော်ထင်တယ်။ကြည့်တာဆိုရင်နောက်ဆုံးသတိထားမယ့်ကိစ္စဒီဗီဒီယိုတစ်ခုလုံးရဲ့အချုပ်ကပါလဲဆိုတော့ဒီဆေးကကျွန်တော်တို့အပျော်ကျွန်တော်တို့အလားပါယူရချမ်းအတွက်ကိုတောင်းတဲ့ပစ္စည်းမဟုတ်ဘူး။ယောဂရှိတဲ့သူတွေအတွက်ဒါမဟုတ်အဝါလွန်တဲ့သူတွေအတွက်အဝါလွန်တဲ့ပမာဏယောဂရှိတဲ့သူတွေအတွက်တောင်းဖို့ ဒီဆေးကိုရလို့ရှိရင်ကျွန်တော်တို့ကပြန်ပြီးတော့ဝိတ်တော်ပါနိုင်တယ်ဒါဒီရရေရှည်ပါမနန့်ကျွန်တော်တို့ပိန်သွားစေတဲ့ပစ္စည်းမဟုတ်ဘူးဘယ်ဟာမှလည်းပါမနန့်ပိန်သေးတဲ့ပစ္စည်းတော့မဟုတ်ဘူးပေါ့လေအဲ့တော့ကိုကဆေးကိုတုံးနေရင်ရေရှည်ဆက်လက်ပြီးတော့ပိန်နေဖို့အတွက်ကိုမလုပ်ရမလဲဆိုတော့ကျွန်တော်တို့ကြွက်သားကိုတိစားပါမယ် အာမဆောဘီလဒင်းလောက်ရမယ် exercise တွေလောက်ရမယ်အဲတစ်ဖက်မှာကျွန်တော်တို့အစားအသောက်လည်းတတ်နိုင်သလောက်ဆင်ကျင်ရမယ် normal ဆိုလို့ရှိရင်ခုနကလိုမျိုးရုပ်ဆိုးဆိုးကြီးပိန်သွားမှာဖြစ်တယ်အဲ့တော့တစ်ဖက်နေပြီးတော့ကွာကြွက်သားတွေပြန်ပြီးတော့ရဖို့အတွက် gym မှာကျွန်တော်တို့ weight bar တစ်ခါတည်းတွင်းမှလည်းဆိုရင်ကြွက်သားတွေများလာတော့အခါဒီပိန်ခြင်းကိုရေရှည်တည်တတ်ကျွန်တော်တို့ကဆွဲထားနိုင်လိမ့်မယ်ပေါ့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီနေရာမှာဈေးကြီးတဲ့အတွက်ကြောင့်မလို့တစ်ခါတည်းပဲစိတ်သိမ်းဖို့ပတ်စံတချို့လိုမျိုးမတုံးမဲနဲ့အဲတစ်ခါထိုးလို့ရှိရင်နှစ်သိန်းခွဲ ်အန်ဒူရီယာတစ်ခေါက်ထွင်တဲ့တိုင်းခွဲဒီပုံစံနဲ့စချိုးချိုးသောဈေးကနေဈေးတိုင်းနေမှာတွတ်ထိုးကြတဲ့မျိုးတွေလည်းရှိတယ်အဲ့တော့အဲ့လိုမျိုးအချိန်မှာဒီလူတယောက်အတွက်ကိုပဲဒီတချောင်းကိုအတချောင်းကိုကျွန်တော်တို့တုံးရတယ်ဆိုရင်တော့ပြဿနာမရှိပါနဲ့ဒီအချိန်နေမှာလူတယောက်ကိုလည်းထိုးမယ်နောက်တစ်ချိန်အတွက်နောက်လူတယောက်ကိုလည်းတရားကိုထိုးမယ်အရှိအအကောင်လေးလဲပြီးထိုးတယ်ဆိုပေမဲ့လည်းကျွန်တော်တယောက်ရဲ့ယောဂနောက်တယောက်ကိုကုဆတ်သွားဖို့အလားအလာရှိတယ်လို့ပြောတာအဲဒါကြောင့်မလို့ကျွန်တော်တို့ကအဲ့ကို share ပြီးတော့မတုံးစေချင်ဘူးပေါ့နော်ဆိုတော့တရားလေးကိုကျွန်တော်တို့တတိပေးချင်ပါတယ် ဒါဆိုရင်ကျွန်တော်မိတ်ဆွေတို့ comment မှာပြောပြပေးပါအောင်အခုကျွန်တော်တင်ပြလိုက်တဲ့ဒီ semaglutide ဒီပိန်ဈေးကမော်တကယ်ဆန်ရဲ့လားဗောအဲ့တော့ကိုယ်အတွက်များလိုမလားဗောဆိုတော့တရားကိုထိုးပြဖို့အတွက်ဆန္ဒများရှိရဲ့လားဗောအော် comment မှာမန်ကေဖို့မမေ့နိုင်အောင်နော်ကျွန်တော်နေတော့ဒေါက်တာဇွန်လင်းသူလို့ခေါ်ပါတယ်နောက်ထပ် video တွေမှာပြန်ဆောင်ကြမယ် see you next week